بسم الله الرحمن الرحيم الحمد لله رب العالمين والصلاة والسلام على رسول الله وعلى آله وصحبه أجمعين اللهم لا علم لنا إلا ما علمتنا وعلمنا ما جهلنا وعلمنا ما ينفعنا وارزقنا علما نافعا وعملا صالحا يرضيك عنا برحمتك يا ارحم الراحمين اللهم صل على محمد وعلى ال محمد كما صليت على ابراهيم وعلى ال ابراهيم انك حميد مجيد اللهم بارك على محمد وعلى آل محمد كما باركت على إبراهيم وعلى آل إبراهيم إنك حميد مجيد أما بعد أتولي ذا تشيكين يودي أبرو ميبا ميا نيكو مانوما ميا كميا السلام عليكم ورحمة الله وبركاته الحمد لله رب العالمين أزواجنا روجيجي ميمي رمور الله شمئ အယယအားလုံးတို့ကိုဖန်ဆင်းမွေးမြူကျွေးမွေးစောင့်ရှောက်စီမံခန့်ခွဲထိန်းချုပ်ကိုကဲဆိုပိုင်တော်မူသောတေးစီရှင်စီတော်မူသောတပါးရီတော်အရှင်အလ်ဣဘာဒတ်ခါဝကုကွယ်မှုကိုခံတဲ့တော်မူသောတပါးရီတော်အလ္လာဟ်ဟိုရှင်မြတ်အားချီးမွမ်းထောပနာကျေးဇူးပြုခြင်းကိုယူဆိုပါတယ်အလ်ဟမ်ဒူလီလာဟီရော့ဘီလ်အာလမင်အလ္လာဟ်ဟိုရှင်မြတ်ဤမဟာကိနာရောအလ္လာဟ်ဟိုရှင်မြတ်ရွေးချယ်တော်မူခြင်းကြောင့်ကျွန်တော်တို့တဖန်ပြန်လဲပြီးတော့ဆုံတွေ့ခွင့်ရကြပြန်ပြီး ်အလ္လာဟ်ရှင်မရဲ့တာသနာတော်ဖြစ်တော်အစ္စလာမ်တာသနာတော်ရဲ့ဒုတိယအခြေခံဥပဒေဖြစ်တဲ့ဟာဒီသ်ကိုကျွန်တော်တို့ဆက်လက်ပြီးတော့လေ့လာခွင့်ကျေးဇူးတော်ကိုချီးမြှင့်ခံရရတယ်အလ်ဟမ်ဒူလ illah ရဘ်ဘီလ်အာလမင်ဟာဒီသီတမန်တော်မြတ်ဆလ္လာလာဟူအလัยဟီဝါဆလမ်ရဲ့တမန်တော်လမ်းစဉ်ဒီအလ္လာဟ်ရှမေအီတာဒနာတော်ရဲ့ဒုတိယအခြေခံဥပဒေဖြစ်ပါတယ်အလွန်များမှာအရေးကြီးတဲ့ကျွန်တော်ဟာဒီသ်ကိုကုရ်အန်ကျမ်းစာတွေကိုယုံကြည်လေ့လာလိုက်နာကျင့်သုံးရတကယ်တို့ ဟာဒီသ်ကိုလည်းကျွန်တော်ကယုံကြည်လိုက်နာခြင်းတုံးလေ့လာရမှာဖြစ်တယ်။ထို့ကြောင့်ဒီနေ့ကျွန်တော်တို့ဆက်လက်ပြီးတော့လေ့လာတော့မယ်။ဟာဒီသ်ကျမ်းကတော့မိအတူဟာဒီသ်အင်လီလေဟိဗူဇီကျမ်းမာယံဟာဒီသ်တော်တရားဒုတိယတွဲရဲ့ဟာဒီသ်တော်နံပါတ်63မြောက်ကိုကျွန်တော်တို့အတူတူကလေ့လာကျမ်းမာတော့မှာဖြစ်ပါတယ်။အင်ရှာအလ္လာဟူတအာလာအဲ့တော့ဒီဟာဒီသ်တော်က ဒီသ်လိုနံပါတ်63ပေါ့နော်အစ္စလာမ်တရားတော်မှာခွေးမွေးခြင်းနဲ့ပတ်သက်တဲ့ဥပဒေနဲ့ပတ်သက်ပြီးတမန်တော်မြတ်ကကျွန်တော်တို့ကိုမိန့်ကြားတော်မူထားတဲ့ဟာဒီသ်တော်ဖြစ်တယ်။ဒီဟာဒီသ်တော်မြတ်ကြီးကိုကျွန်တော်တို့စတင်ပြီးတော့မလေ့လာမီမကြက်မတ်မီအလင်းကုရ်အာန်ကျမ်းတော်မြတ်မှာဟာဒီအလ္လာဟ်ရှ်မဲအမိန့်တော်တပိုက်ကိုကြည့်ကြရအောင်။ဘာကြောင့်ကျွန်တော်တို့ကဟာဒီသ်တော်ကိုလေ့လာရတယ်လဲ။ဘာကြောင့်ဟာဒီသ်တော်ကိုလေ့လာရခြင်းအရေးကြီးတယ်လဲ။ ဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကုရ်အန်ကျမ်းတော်မြတ်မှာဆူရာတူအာလီအီမရွန်အီမရွန်ဤမိသားစုဝင်များကန္တာကန္နနံပါတ်3မြောက်ပေါ့နော်အမိန့်တော်132မှာအလ္လာဟူရှိမေကအတိအလင်းကျွန်တော်တို့ကိုဤကဲ့သို့မိန့်ကြားတော်မူထားတယ်အာဥဇူဘီလာဟီမီနရှိုင်တာနီရ်ရဂျီမ် وأطيعوا الله والرسول لعلكم ترحمون ထို့နောက်အတင်တို့ဒီအလ္လာဟူရှင်မြတ်ယမိန်တော်ကိုနာခံကြတဲ့ထို့နောက်ဝါရဆူလာတမန်တော်မုဟမ္မဒ်ဆလလာဟူအလัยဟီဝါဆလမ်ဤအမိန်တော်ကိုလည်းနာခံကြအလ္လာရှင်မြတ်အမိန်တော်ကိုနာခံကြတမန်တော်ဤအမိန်တော်ကိုလည်းနာခံကြလာအိုင်လကွမ် ူရဟမွန်တို့မှတာလင် အတင်တို့ဒီကျင်နာခြင်းခံကြရမည်ဆိုတာကအော်လောရှိမဲ့ကအတင်တို့ကိုကျင်နာတော်မူလိမ့်မယ်အတိလင်းမယ်နော်အလ္လာဟုရှင်မြဲဤအမိန်တော်ကိုနားခံဖို့တမန်တော်မုဟမ္မဒ်ဆလလာဟူအလัยဟီဝါဆလမ်အမိန်တော်ကိုနားခံဖို့အတိအလင်းဤအမိန်တော်မှာအလ္လာရှိမဲ့ကမိန်ကြားတော်မူထားတယ်ဒီတွေ့ကြောင့်ကျွန်တော်တို့ဒီ ဟာဒီတော်ကိုလေ့လာရခြင်းဖြစ်တယ်။ဟာဒီတော်ကိုလေ့လာရခြင်းဖြစ်ပါတယ်။ဟာဒီတော်ကိုလိုက်နာကျင့်တုံးရခြင်းဖြစ်တယ်။တမန်တော်မြတ်ဆလလာဟူအလัยဟီဝါဆလမ်၏အမိန်တော်တမန်တော်မြတ်၏အမိန်တော်ကိုနာခံဖို့အလ္လာဟ်ရှိမဲကကျွန်တော်ကိုမိန့်ကြားတော်မူထားသည့်အတွက်အဲ့တော့ကျွန်တော်တို့ဒီနေ့ဟာဒီတော်ကိုဥစွာ၃ချိန်တုံးကဖတ်ယူကျင့်မှတ်ကြရအောင်။ဘစ်စမီလာဟီရာဟ်မန်ရာဟီမ် عن عبد الله بن عمر رضي الله عنهما قال قال رسول الله صلى الله عليه وسلم من اقتنى كلبا إلا كلب ماشية أو ضاريا نقص من عمله كل يوم قيراطان متفق عليه دوريا جين عن عبد الله بن عمر رضي الله عنهما قال قال رسول الله صلى الله عليه وسلم من اقتنى كلبا إلا كلب ماشية أو ضاريا نقص من عمله كل يوم قيراطان متفق عليه تدي أجي عن عبد الله بن عمر رضي الله عنهما قال قال رسول الله صلى الله عليه وسلم من اقتنى كلبا الا كلب ماشيه او ضاريا نقص من عمله كل يوم قيراطان متفق عليه الحمد لله جنرو دي حديد وميجي دي بيغو جيجايا دي حديد وغا عبد الله ابن عمر رضي الله عنهما عمر عمر ابن الخطاب عمر ابن الخطاب ရော်ဒီအလာဟူအန်ဟူရဲ့တာအဗ္ဒူလာဒုတိယခလီဖာတမန်နမေဆလလာဟူအလัยဟီဝါဆလမပြီးတဲ့နောက်ဒုတိယဒီလူဒီလူထုအနက်မှာအမုံမြတ်ဆုံးဒုတိယအနမုံမြတ်ဆုံးပုဂ္ဂိုလ်ဖြစ်တဲ့အိုမာရော်ဒီအလာဟူအန်ဟူရဲ့တာတမန်တော်မြတ်အပြင်ပေါ့နော်ပထမဆုံးမုံမြတ်တာကဒီလူထုမှာတမန်တော်မြတ်လူထုမှာအမုံမြတ်ဆုံးဒီအဘူဘကာရော်ဒီအလာဟူ بيدا عمر رضي الله عنه بيدا عثمان رضي الله عنه بيدا علي رضي الله تعالى عنهم أجمعين إرا دوديا خليفة عمر ابن الخطاب رضي الله عنه يتا بيدا عبد الله عبد الله بن عمر عمر إتا عبد الله رضي الله عنهما ترون أو ولا شمن نتر مبازي قال عبد الله رضي الله عنه كسم يعني بيو တမန်တော်မြတ်ဆလလာဟူအလัยဟီဝဆလမ်မင်ကြားတော်မူခဲ့တယ်တဲ့ကာလာရာဆူလ ullah ဆလလာဟူအလัยဟီဝဆလမ်တမန်တော်မြတ်ဆလလာဟူအလัยဟီဝဆလမ်မင်ကြားတော်မူခဲ့တယ်မန်မီဒူဒီတဲ့မီဒူဒူတယောက်မီဒူမဆိုးဘောနော်အေကောတနာဆိုတာကအိမ်မှာမွေးဖွားခဲ့မယ်အိမ်မှာမွေးထားမယ်ကယ်ဘန်ခွေးတကောင်ကူတဲ့ မီတူဒီခွေးတကောင်ကိုအိမ်မှာမွေးထားမယ်တဲ့အီလာကလ်ဘမာရှီယာမာရှီယာဆိုတာကဒီအိမ်မွေးတရိတ်ဆန်ပေါ့ကလအုပ်နွားတို့စိတ်တို့တိုးတို့ကိုအာကာကွယ်ရှောင်းစောင့်ရှောက်ဖို့တို့မဟုတ်စိုက်ခင်းကိုကာကွယ်ကိုကွယ်ခြံပေါ့နော်စိုက်ခင်းတို့ခြံတို့ကာကွယ်စောင့်ရှောက်စောင့်ရှောက်ဖို့မှလွဲ၍အောက်တော်ရီယန်တို့မဟုတ်အမဲလိုက်ဖို့ ဤရွက်ချက်ဖြင့်မွေးချင်းမှလွဲ၍ဒီ၃မျိုးပေါ့နော်အာမိမိရဲ့တာမွေးအိမ်မွေးတရိษံပေါ့နော်ကျွန်တော်တို့အစ္စလာမ်ကျတော်မှာစားပိုင်တဲ့တရိษံကလအုပ်နွားစိတ်တူကြက်တူပေါ့နော်အိမ်မွေးတရိษံနေစားပိုင်တဲ့တရိษံတွေကိုကာကွယ်ဖို့စောင့်ရှောက်ဖို့တုံးမို့စိုက်ခင်ကာကွယ်ဖို့အောက်သွားရံတုံးမို့အမဲလိုက်ဖို့ဒီ၃ဤရချက်၃ခုမှလွဲ၍ မိသူဒီခွေးတကောင်ကိုမွေးခဲ့မယ်ဆိုလို့ရှိရင်နာကောဆာမီနာမလီဟီကုလယောမင်ကီရောတောနီနေ့စဉ်နေ့စဉ်နေ့စဉ်နေ့တိုင်းနေ့စဉ်နဲ့အမြသူ့ရဲ့ကောင်းမှုကုတုမှာကုတုနှစ်ပုံယော့နေတယ်ခွေးမွေးလို့ရှိရင်ဒီရချက်သုံးချက်မှလွဲ၍ဆိုလိုတာကအစ္စလာမ်တရားတော်မှာခွေးမွေးခြင်းဒီဒီရချက်သုံးခုပဲမွေးလို့ရတယ်ဒီရချက်သုံးခု ဒီအကြောင်းခံ၃ခုမှလွဲ၍ဒီအကြောင်းခံ၃ခုအ내မှာတစ်ခုမဟုတ်ပဲဗောနော်မကိုက်ညီခြင်းမရှိပဲခွေးမွေးခြင်းဒီမိမိရဲ့ကောင်းမှုကုတို့မှနေ့စဉ်နေ့စဉ်နဲ့အမြတ်နှပုံရော့နေတယ်နှပုံလို့ပြောတယ်တမန်တော်မြတ်ကဘလောက်တပုံဘလောက်တိများလဲကျွန်တော်တို့မသိဘူးဝါလာအိုင်လန်တိုးတော့တေချာတာကတော့ကိုယ့်ရဲ့ကိုယ့်ရဲ့ကုတို့ကောင်းမှုကုတို့ရော့ရော့နေတော့တယ် တော်တာခွေးမွေးခြင်းဥပဒေနဲ့ပတ်သက်ပြီးတမန်တော်မြတ်ကကျွန်တော်တို့ဝေမင်းကြတော်မူတာတဲ့ဟာဒီသောဖြစ်တယ်ဒီဟာဒီသောကမူတဖာကွန်အလัยဟီအီမမ်ဘူခါရီနဲ့အီမမ်မွတ်စလင်တို့အတီးတီးစင်မြန်ထားကြတော့မန်ကန်တော်ဟာဒီသောတပုတ်ဖြစ်တယ်အဲ့တော့အစ္စလမ်ဒါဒနာရောအစ္စလမ်တရားတော်ဒီအလ္လာဟ်ရှမေဤတရားတော်ဖြစ်တယ်အလ္လာဟ်ရှမေကိုယ်တော်တိုင်ချမှတ်ပြဌာန်းတတ်မှတ်တော်မူထားတော့ တရားတော်ဖြစ်တယ်။အယယာအားလုံးနဲ့ပတ်သက်ပြီးအော်လရှမေကတရားတော်များပြထမ်းတော်မူထားတယ်။နောက်ဆုံးတရိတ်ဆန်များနဲ့ပတ်သက်တဲ့ဥပဒေများကိုလည်းအော်လရှမေကတတ်မှတ်တော်မူထားတယ်။ထိုတရိတ်ဆန်များအနေမှာခွေးနဲ့ပတ်သက်ပြီးတော့အဲဒီဆမ်တရားတော်ကကျွန်တော်တို့ခွေးတရိတ်ဆန်မှအကျိုးခံစားနိုင်တဲ့အရာတွေကိုလည်းဖော်ပြထားသလိုတော့ခွေးကိုဘယ်လိုနေရာမျိုးမှာ အသုံးပြုလို့ရတယ်မွေးလို့ရတယ်ဘလို့နေရာမျိုးမှာမွေးလို့မရဘူးဆိုတာနဲ့ပတ်သက်ပြီးဒီဟာဒီသ်တော်မှာတမန်တော်မြတ်ဆလ္လာလာဟူအလัยဟီဝါဆလမ်ကကျွန်တော်တို့ကိုမိန့်ကြားတော်မူထားတယ်ဒီဟာဒီသ်တော်မှာကျွန်တော်တို့ဒီရည်ရွယ်ချက်၃ခုဖြင့်သာကျွန်တော်တို့ဒီခွေးကိုမွေးလို့ရတယ်နော်နံပါတ်၁ကအစိုက်ဒ်အင်ယကူနာအလ်ကလ်ဘူဒါရီယန်အမဲလိုက်ဖို့အမဲလိုက်ဖို့ ခွေမွေးခြင်းနံပါတ်1အစ္စလာမ်ရာတော်ကခွင့်ပြုထားတဲ့နံပါတ်2ဝဟီရာစတุลမရှိယတိတာမွေတရိစံပေါ့နော်စားပိုင်တော့အတာတာမွေတရိစံတွေကိုကာကွယ်စောင့်ရှောက်ဖို့နံပါတ်1နံပါတ်3ဝဟီရာစတุลဇရာစိုက်ခင်ကိုစောက်စိုက်ခင်ခြံကိုကာကွယ်စောင့်ရှောက်ဖို့ဒီရွယ်ချက်3ခုဒီအကြောင်းခံ3ခုအတွက်တာ ကျွန်တော်တို့အစ္စလာမ်တရားတော်မှာအလ္လာဟ်ရှိမဲ့တာသနာတော်မှာခွေးမွေးလို့ရတယ်ဒီရည်ရွယ်ချက်၃ခုမှလွဲ၍မိတိအကြောင်းကြောင့်မှခွေးမွေးလို့မရပါအကယ်၍ဒီရည်ရွယ်ချက်၃ခုမှလွဲ၍ခွေးမွေးခြင်းသည်စိုးကြိုးကပါလဲဆိုလို့ရှိရင်မိမိရဲ့ကောင်းမှုကုတုအနက်မှနေ့စဉ်နေ့စဉ်နဲ့အမျှနှစ်ပုံယော့နေတဲ့တီရောတော်နီး တပုံဘလောက်ကုတုပုံတပုံဘလောက်များတယ်လေဝါလာဟူအလမ်အလ္လာဟ်ရှမစ်တည်တော်မူဆုံးပဲအဲ့တော့နာအူဇူဘီလာဒါကျွန်တော်ဆုံးရှုံးနေနာချင်းဖြစ်တယ်နော်အစ္စလာမ်တရားတော်မှာခွေးမွေးလို့မရဘူးရေရချက်တိအမဲလိုက်ဖို့မဟုတ်ဘူးခြံဆောင်ဖို့စိုက်ခင်းဆောင်ဖို့မဟုတ်ဘူးတာမွေတိရစ္ဆာန်များကိုစောင့်ရှောက်ဖို့မဟုတ်ဘူးဆိုလို့ရှိရင် ခွေးမွေးလို့မရဘူးနာအူဇူဘီလာအဲ့တော့ အချို့ပညာရှင်များတချို့ဟာဒီတော်မှာပေါ့နော်။ဘာကြောင့်ဒီခွေးမွေးလို့မရသလဲအကြောင်းရင်းနဲ့ပတ်သက်ပြီးတော့နော်တခြားဟာဒီတော်မှာအအကြောင်းရင်းကိုတမန်တော်မြတ်ဆလ္လာလာဟူအလัยဟီဝဆလမ်ရဲ့ဟာဒီတော်မှာအမလာအေကာကောင်းကင်နမများကခွေးရှိတဲ့အိမ်ကိုမဝင်ဘူး။ကောင်းကင်နမများဒီခွေးရှိတော့အိမ်တဲတို့မဝင်ကြပါ။တို့မလာအေကာဆိုတာကမလာအေကာကောင်းကင်နမတိုင်းကိုမဆိုလိုဘူးနော်။ ကောင်းချီးမင်္ဂလာယူဆောင်လာတော့ကောင်းကင်နမများကိုဆိုလိုခြင်းဖြစ်တဲ့မလာကုလ်မောက်တော်ဝင်းနေနော်မလာကုလ်မောက်ဆိုအသက်ဝိညာဉ်နှုတ်တာနော်ကိုတေဖို့ရောက်ရင်တော့ခွေးရှိလဲဝင်ပါပဲနော်အဲ့တော့ကျွန်တော်တို့ဒီမှာတိထားမှာမလာအေကတူရဟမကီယူနာတော့ကောင်းချီးမင်္ဂလာယူဆောင်လာတော့မလာအေကကောင်းကင်နမများဒီခွေးရှိတော့အိမ်တွင်းတို့မဝင်ပါနော်ကျွန်တော်တို့အထောက်ထားကမွတ်စလင်ဂျန်နဲ့မှာအီကေရိုဟာဒီသောတပုတ် ဆင့်ပြန်လာရှိတယ်။ဒီဟာဒီရုကဘူဒူပြောပြတယ်လေဆိုလို့ရှိရင် အာအီရှာရောဒီအလောတာအလာအန်ဟာတမန်တော်မြတ်ချင်းရတော့အာအီရှာရောဒီအလောတာအလာအန်ဟာကပြောပြတယ်။ဒုမဒုမဘာပြောပြတယ်လေဆိုလို့ရှိရင်ဂျီဘရီလ်ကောင်းကင်တမန်ဂျီဘရီလ်အလိုင်ဆလမ်ကတမန်တော်မြတ်ကိုဂတိပေးခဲ့တဲ့အချိန်တစ်ချိန်မှာတမန်တော်မြတ်ထံလာမယ်မိုးကောင်းကင်ကနေပြီးတော့ဆင်းသက်လာမယ်ဆိုပြီးတော့ဂတိပေးခဲ့တယ်တမန်တော်မြတ်ကိုအဲတမန်တော်မြတ်က စောင့်နေတယ်အဲ့ဒီအချိန်မှာဂျီဘရီအစ္စလမ်ကရောက်လာပြီးတော့အိမ်ထဲမဝင်ဘူးအဲ့တော့မလာအီကာကောက်ရီနမကမလာဘူးမလာတဲ့ခါကျတော့တမန်တော်မင်းရဲ့လက်မှာဒုတ်ချောင်းကင်ပြီးတော့ဟိုချစ်တချစ်ချစ်နေတာပေါ့နော်တမန်တော်မင်းကဒီတခုခုစဉ်းစားနေတယ်ပေါ့နော်ဂျီဘရီအစ္စလမ်ကဘယ်တော့မှအကဒီဖောက်ပြက်ခြင်းလည်းမရှိဘူးเนาะအလ္လာဟူရှင်မြတ် ဒီလဲဂတိဖောက်ပြက်ခြင်းမရှိဘူး။ဘာကြောင့်ဂျီဘီရီရယ်ဆလမ်ကဂတိပေးထားတဲ့အချိန်မလားတာနဲ့ပတ်သက်ပြီးတော့တမန်တော်မြတ်ကဒီစိတ်မကောင်းဖြစ်ပြီးတော့သူ့ရဲ့အဆောတောင်ဝင်းနဲ့ပေါ့နော်။မိကြီးပုံမှန်ချစ်ပြီးတော့အာယုံတခုခုစဉ်းစားနေတာပေါ့။ယုတ်တိရဲ့တမန်တော်မြတ်ကလဲ့ပြီးတော့ကြည့်လိုက်တဲ့အခါမှာကတဲ့အောက်မှာခွေးတကောင် ခွေးလေးတကောင်တွေ့တယ်အိမ်ထဲမှာပေါ့နော် ကတင်းအောင်မှာခွေးလေးတကောင်တွေ့တော့တမန်နမေကအာအီရှာရော်ဒီအလ္လာဟူအန်ဟာကိုမေးတယ်။ယာအာအီရှာမာတာဒခလာဟာဇယ်ကလ်ဘူဟာဟူနာဒီခွေးကဘယ်ချင်းကဝင်လိုက်တာတုန်းဒီနေရာမှာဘယ်ချင်းကဝင်လာတာလဲတဲ့။အာအီရှာရော်ဒီအလ္လာဟူတအလာဟနာကပြန်ပြေတယ်။ဝလာဟီမာဒရိုက်တူအလ္လာရှ်မေနမေရောပြင်ကျေးဇူးပါတယ်။ကျွန်မမသိဘူးဘယ်ချင်းဝင်လာကျွန်မမသိဘူးတဲ့။အဲတမန်နမေကအဲ့ဒီခွေးကိုထုတ်ဖို့အမိန်ပေးတယ်ထုတ်ခွေးကိုထုတ်လိုက်တယ်ပေါ့နော်။ ခွေးထုတ်ပြီးတော့မှ GBD ရယ်စနမ်ကအိမ်ထဲဝင်လာတယ်ဝင်လာတော့တမန်တော်မြတ်က GBD ရယ်စနမ်ကိုမေးတယ်ဝါတ်တနီဖဂျလစ်လူလကဖလမ်တအတိအတင်ကျွန်တော်ကိုဂတိပေးခဲ့တယ်ကျွန်တော်စောင့်နေတယ်ခင်ဗျားမရောက်လာဘူးတဲ့ GBD ရယ်စနမ်ကောင်းကင်နမန်ကိုတမန်တော်မြတ်ကမေးတယ်ဘာကြောင့်မလာတာလဲပေါ့နော်ထိုခါမှာ GBD ရယ်စနမ်ကဖြေတယ်အတင်ရဲ့အိမ်မှာရှိတဲ့ခွေးကြောင့်ကျွန်တော်မလာတာတဲ့ တင်းရဲ့အိမ်မှာရှိတဲ့ခွေးကကျွန်တော်ဝင်ရောက်ခြင်းကိုတားမိတာ။ဘာကြောင့်လဲဆိုလို့ရှင်ကျွန်တော်တို့ကောင်းကင်ထဲမှာများသည်တဲ့။ခွေးရှိတဲ့အိမ်နော်ကယ်ဘွန်ခွေးရှိတဲ့အိမ်တို့မဟုတ်ဆူရတုန်ဆူရတုန်ဆိုတာရုပ်ပုံချိတ်ထားတဲ့အိမ်ကြောက်ရုပ်တုတွေချိတ်ရှိတဲ့အိမ်ထောင်ထားတဲ့အိမ်ကိုမလာအိကကောင်းကင်ကျွန်တော်တို့ကောင်းကင်ထဲမှာများမဝင်ဘူးဆိုပြီးတော့တမန်တော်မြတ်ကိုဂျီဘရီလအလိုင်ဆလမ်ကပြန်လည်ပြီးတော့ဖြေကြားတယ်။ ထိုကဲ့သို့ပဲနောက်ကျင်ရတော့တူဖြစ်တော့မိုင်မူနာဘင်တူဟာရစ်ဘင်တူဟာရစ်ရာဒီအလ္လာဟ်အန်ဟာနောက်တမန်နဗီဆလလာဟူအလัยဟီဝါဆလမ်ရဲ့အခြားကျင်ရတူဖြစ်တဲ့မိုင်မူနာဘင်တူဟာရစ်ရာဒီအလ္လာဟ်အန်ဟာကလည်းပြောပြတယ်တကယ်ကြတော့တမန်နဗီဆလလာဟူအလัยဟီဝါဆလမ်ကနနဲ့အချင်းရောက်လာတဲ့အခါမှာတမန်နဗီကစိတ်မကြည်ဘူးပေါ့နော်စိတ်မကြည်ဘူးစိတ်ကအာ ပုံမှန်မဟုတ်နေဘူးပေါ့နော်ထိုခါမှာတမန်တော်မြတ်ဆလ္လာလဟူအလัยဟီဝါဆလမ်ကမိန့်တော်မူတဲ့အင်နာဂျီဘရီလကာနာဝါဒနီအန်ယလ်ကာနီလိုင်လာတာဖလမ်ယလ်ကနီပြီးခဲ့တဲ့လွန်ခဲ့တဲ့ညမှာပေါ့နော်ဂျီဘရီရယ်ဆလမ်ကငါတမန်တော်မြတ်ကိုဂတိပေးခဲ့တယ်လာပြီးတော့တွေ့မယ်ဆိုပြီးတော့ဂတိပေးခဲ့တယ်တိုးတော်တူမလာခဲ့ဘူးတဲ့ အလ္လာဟူရှင်ဝလာဟီအလ္လာရှင်ရဲ့နာမည်တော်ဖြင့်ကျေးဇူးပါတယ်။ तू ကတစ္ဆာဖောက်တဲ့ဒီကောင်းကင်နမလည်းမဟုတ်ဘူးပေါ့တမန်တော်မြတ်ကအဲ့လိုပြောတယ်။အဲ့လိုပြောတဲ့အခါမှာတမန်တော်မြတ်ဆလ္လာလာဟူအလัยဟီဝါဆလမ်အဲ့လိုခြေနေမှာပြောရင်းနဲ့ပဲစိတ်မကောင်းဖြစ်ရင်းနဲ့ပဲအာတမန်တော်မြတ်ကခွေးလေးတစ်ကောင်ကိုတွေ့လိုက်တယ်။နော်မိုင်မူနာရောဒီအလ္လာဟ်နာရဲ့ဝိယုံခွေးအောက်မှာခွေးကလေးတစ်ကောင်တွေ့လိုက်တယ်။ တွေ့လိုက်တဲ့ခါမှာတမန်တော်မြတ်အဲ့ဒီခွေးကိုအပင်ထုတ်ဖို့အမိန်ပေးလိုက်တယ်ခွေးကလေးကိုထုတ်လိုက်တယ်ပေါ့နော်ထုတ်ပြီးတော့တမန်တော်မြတ်ကရေယူပြီးတော့ခွေးလေးအိတ်ခဲ့တဲ့နေရာကိုအဲနာဘဟာတောက်ပြီးတော့တန်ရှင်လှုပ်လိုက်တယ်ပေါ့နော်ရေလေးနဲ့ဖြန်းပြီးတော့ညနေပိုင်းရောက်လာတဲ့ခါကျတော့ဂျီဘီဂျီဘီအလိုင်ဆလမ်ကဝင်လာတယ်ရောက်လာတယ်တမန်တော်မြတ်မနေ့ပိုင်းတော့ရောက်မလာဘူးညနေပိုင်းရောက်လာတယ်ညနေချင်းရောက်တော့ GBD လိုင်စင်ကတမန်နမေဆလလာဟူအလัยဟီဝါဆလမ်ထံသို့ရောက်လာတယ်။ရောက်လာတဲ့ပြီးတော့တမန်နမေက GBD အလัยစလမ်ကိုမေးတယ်။ قد كنت وعدتني ان تلقاني البارحه ပြီးခဲ့တဲ့ညကကျွန်တော်နဲ့လာတွေ့မယ်ဆိုကတိပေးခဲ့တယ်။ဘာကြောင့်မလာတာလဲ။ GBD အလัยစလမ်ကပြန်ပြီးတော့ဖြေတယ်။အဂျယ်ဟုတ်တယ်။ကျွန်တော်ကတိပေးခဲ့တယ်။တို့တော့ဝလာကိနလာနတ်ခူရူဘိုက်တဖီကလ်ဘွန်းဝလာဆူရတ်အင်ဒအီမာ ခွေးရှိမယ်တို့မဟုတ်ရုပ်ထုရှိမယ်ရုပ်ပုံရှိမယ်ဆိုလို့ရှင်ကျွန်တော်တို့ကောင်းကင်နမများကအဲ့ဒီအိမ်ထဲကိုမဝင်ဘူးတဲ့အဲ့တော့ကောင်းချီးမင်္ဂလာယူဆောင်လာတော့ကောင်းကင်နမများကိုဆုလို့ချင်းဖြစ်တယ်နော်မလာကုလ်မောတီအတက်ကိုနှုတ်တဲ့ဝိညာဉ်တော်ဝင်တယ်နော်အတက်ကိုနှုတ်တဲ့ကောင်းကင်နမတော်ဝင်တယ်နော်အဲ့တော့ဒါကိုကျွန်တော်တို့ကခွဲပြီးတော့ခွဲပြခွဲပြဆိုတာသိရှိဖို့လိုအပ်တယ်အဲ့တော့ အစ္စလာမ်ကြတော့မှာကျွန်တော်တို့ကိုခွေးမွေးရတဲ့အကြောင်းရင်းများနဲ့မှတခုဒီကောင်းကင်နမများကအဲ့ဒီအိမ်နဲ့ခွေးရှိတဲ့အိမ်နဲ့မဝင်ဘူးနော်မွေးတယ်ဆိုတာကခြံဆောင်ဖို့ဆိုလို့ခြံပင်မှာထားဖို့အိမ်ထဲမှာမထားရဘူးနော်အဲ့လိုပဲခွေးမေမွေးရတဲ့အကြောင်းရင်းတခုကခွေးဆိုတာကလန်းသွားလန်းလာတွေကိုကိုက်တတ်တယ်ဒုက္ခပေးတတ်တယ်နော်ဒါလည်းအစ္စလာမ်တရားတော်ကကျွန်တော်တို့ခွေးမမွေးရတဲ့အကြောင်းတားမိထားတယ် အကြောင်းအရင်းတစ်ခုဖြစ်တယ်နော်ဒီအမဲလိုက်ခြင်းမဟုတ်တာမွေတိရိစ္ဆာန်များကိုထိန်းသိမ်းစောင့်ရှောက်ခြင်းအတွေ့မဟုတ်စိုက်စိုက်ခင်းကိုစောင့်ရှောက်ဖို့မဟုတ်ပဲဒီရဲ့ချက်၃ခုမှလွဲ၍ဒီရည်ရချက်၃ခုမရှိပဲပေါ့နော်ခွေမွေးခြင်းဒီအစ္စလာမ်ညတော်မှာကာမင်ခြင်းခံရတယ်နော်တခါကျွန်တော်တို့ခွေးကနတ်ဂျစ်ဖြစ်တယ် မတန့်တဲ့အရာဖြစ်တယ်။နှက်ကြီးခွေးကမတန့်ဘူး။သူ့ရဲ့အထုတပင်သူ့ရဲ့ရှာရီပေါ့။ဟင်။သူ့ရဲ့ခွေးရဲ့ဗဇက်ကထွက်လာတဲ့ရှာရီအရီဒီမတန့်ဘူးနှက်ကြီး။ကျွန်တော်ရဲ့အင်ဂျီမှာထင်အင်ဂျီဝူပြီးတော့ဥပြလို့မရတော့ဘူး။ဆလာဝူပြလို့မရတော့ဘူးနော်။အဲ့တော့ဟာဒီသောတဲ့ပုံမှာအဘူဟူရိုင်းရာရာဒီအလ္လာဟူတာအလာအန်ဟူဆင်မြန်တဲ့ဟာဒီသောတဲ့ပုံမှာတမန်နမေဆလ္လာလာဟူအလัยဟီဝါဆလမကမိန့်ကြားလို့မူတဲ့ကာလာရာဆူလူလာ صلى الله عليه وسلم طهور إناء أحدكم إذا ولغ فيه الكلب أكيد خويري أتينو يه အိုးခွက်ပကံပေါ့နော်အိုးတော်လကောင်ခွက်တော်လကောင်ပကံတော်လကောင်အဲ့ဒီတည်းမှာခွေးကရှာနဲ့ရက်မိမယ်ဆိုလို့ရှိရင်တဲ့အဲ့ဒီအိုးခွက်ပကံကိုတန့်ရှင်းရေလုတ်တဲ့နီးဒီအင်ယောစီလာဟူဆဘအမရခုနှစ်ချိန်ရေနဲ့ဆေးရမယ်ခုနှစ်ချိန်ဦးလာဟွန်းနပီတူရဘ ပထမတစ်ကြိမ်ကိုမေကြီးနဲ့ဆေးရမယ်ဒါကျွန်တော်တို့ခွေးဒီရှာဖြင့်ရက်ခဲ့တော့ပကံအုတ်ခွက်ပကံကိုဆေးကြောတဲ့နီးဒီခုနှစ်ကြိမ်ဆေးရမယ်ပထမတစ်ကြိမ်ကိုမေကြီးနဲ့ဆေးရမယ်အဲ့တော့ဒီဟာဒီတော့ကတီလင်ပါကိုညွန်ပြနေတာလေခွေးရဲ့ရှာရီနတ်ဂျီစ်နတ်ဂျီဆိုတာအညစ်အကြေးဖြစ်တယ်မတန့်ဘူးနော်အဲ့တော့ ဒီခွေးရရှာရည်တာမတန်နေမကဝလ်ကန်ဘူနာဂျီဆူလအိန်ခွေးခန္ဓာကိုယ်လည်းတကူလုံးမတန်ဘူးခွေးဒီတကူလုံးတွေ့ခန္ဓာကိုယ်လည်းမတန်တဲ့အရာဖြစ်တယ်เนาะဒါကျွန်တော်တို့ရှာဖီမဇဟဘ်ဟမ်ဘလီမဇဟဘ်ဟနဖီမဇဟဘ်အဘူယူဆုဖ်မိုဟမ်မဒ်ဘွန်ဟဆန်ဆာဟီဘိန်เนาะရဟီမဟူမ်အလ္လာဟ်ဂျမီအန်ဒီပညာရှင်များထံမှာ ခွေးကတကောင်လုံးမတန်ဘူးသူရဲ့အမွေးလည်းမတန်ဘူးသူရဲ့နော်အဲအမွေးလည်းမတန်ဘူးတရေလည်းမတန်ဘူးအသားလည်းမတန်ဘူးဒီလိုကြောင့်ကျွန်တော်တို့အစ္စလာမ်ကျမ်းမှာခွေးမွေးလို့မရဘူးနော်အဲ့တော့ခွေးဒီကျွန်တော်တို့အမဲလိုက်ဖို့မွေးထားမယ်ဆိုလို့ရှိရင်သူကတားကောင်ကိုကြိုက်ပေးကြိုက်လာပြီးတော့အဲပိုင်ရှင်စီတခင်စီလာပေးမယ်ဆိုလို့ရှိရင်သူကြိုက်တဲ့နေရာကိုလီးဖြတ်ပစ်လိုက်ရတယ်နော်သူကြိုက်ခဲ့တဲ့နေရာကိုလီးဖြတ်ပြီးတော့သူ့ကိုကျွေးလိုက်ပေါ့နော် အဲ့တော့ကျွန်တော်တို့တော့စားလို့မရဘူးเนาะကျန်တဲ့အစီပိုင်းတော့စားလို့ရတယ်အိုက်စလန်ကြတော့ကခွင့်ပြုထားတယ်အဲ့တော့ကျွန်တော်တို့ဒီဟာရီတော်ကိုကြည်ချင်းအပြင်အလ္လာဟ်ဟိုရှင်မဲကကျွန်တော်တို့အဖန်စင်းခံပေါ်များအပေါ်မှာမိမြကျင်နာတော်မူတယ်မိမြညတာတော်မူတယ်ဆိုတော့ကျွန်တော်တို့သိရှိရတယ်အလ္လာဟ်ရှင်မဲကဖန်စင်းတော်မူတော့အရှင်ဖြစ်တဲ့ခွေးကိုမိခဲ့လို့အချင်းလက္ခဏာဖြင့်ဖန်စင်းတော်မူထားတယ်ဆိုတော့အလ္လာဟ်ရှင်မဲကအတိတော်မူဆုံးပဲเนาะကျွေးမဲ့တိတော်မူတော့အရှင်ဖြစ်တယ်ဒီအတွက်ကြောင့် ခွေးကိုတော့ရှိမဲ့ကနော်ကျွန်တော်တို့ရဲ့လူနဲ့မကန့်ညီဘူးတွေ့ရဲ့ရှာကြီးကမကန့်ညီအောင်ဖန်ဆင်းတော်မူထားတယ်ဒီတော့ကြောင့်ကျွန်တော်တို့အစ္စလာမ်တရားတော်မှာခွေးမွေးခြင်းဒီခြံဆောင်ဖို့မဟုတ်ဘူးစိုက်ခင်းဆောင်ဖို့မဟုတ်ဘူးမိမိရဲ့တာမွေးတရိษံများကိုစောင့်ဖို့မဟုတ်ဘူးဆိုလို့ရှိရင်ခွေးမွေးပိုင်ခွင့်မရှိပါခွေးမွေးလို့မရပါအဲ့တော့ဒီရည်ရွယ်ချက်၃ခု မဟုတ်ပဲဒီရည်ရွယ်ချက်အကြောင်းကသုံးခုမဟုတ်ပဲခွေးမွေးမယ်ဆိုလို့ရှိရင်မိမိရဲ့ပြုတ်လို့တဲ့ကောင်းမှုကုတို့ကောင်းမှုကုတို့အနေမှာနေ့စဉ်နှစ်ပုံ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 ယော့နေတယ်ဤကဲလို့ဟိတီဟာဒီသောမှာတမန်တော်မြတ်ဆလလာဟူအလိုင်းဟီဝဆလမ်ကကျွန်တော်တို့ကိုမိန့်ကြားတော်မူခဲ့ပါတယ် والله سبحانه وتعالى اعلم وصلى اللهم على رسولنا محمد وعلى اله وصحبه وصحبه أجمعين والحمد لله رب العالمين سبحانك اللهم وبحمدك أشهد أن لا إله إلا أنت أستغفرك وأتوب إليك السلام عليكم ورحمة الله وبركاته